ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျကိုဘီ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်မင်္ဂလာပါဗျမင်္ဂလာပါဗျဆိုတော့ဒီနေ့ကတော့ဒါ Champion League Round 3ပေါ့လေနော်ဆိုတော့ဒါလေးရဲ့ပွဲကြိုသုံးသက်ချက်လေးဒီနေ့ကတော့ဒီ live stream လေးတစ်ခုပဲရှိပါမယ်နော်အဲ့တော့ညီကိုတို့မင်္ဂလာပါဗျ မင်္ဂလာပါဗျစရော PSG လူစင်းကျွန်တော်ရှာနေတာဗျသိလားဒီ football က line up မှာအဲဒီဒီ dambly တို့အကုန်ပြန်ကောင်းလာပြီလို့တော့ပြောတယ်ဆိုတော့ဒီဘဲတွေပြန်ပါနိုင်နေပေါ့လေလက်ရှိ dan လူစင်းထဲမှာ jaw navas နဲ့အဲ rouse နှစ်ယောက်လောက်ပဲကြံတော့တဲ့အနေထားမှာ garage kelly ကတော့ပါတာ ကျင်းတည်တယ်ဒါပေမဲ့ဂျန်နဲ့နှစ်ယောက်ပါမပါပဲဒါတစ်ချက်စောင့်ကြည့်ရမယ်အနေထားပေါ့လေအဲ့ဒါအကယ်၍လူစင်းတည်ကြမယ်ဆိုရင်တော့အိုက်ပွဲလေးလေးမိုက်တယ်ဗျနော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒီနေ့အဲတကြောင်းနဲ့တော့ပွဲအားလုံးပေါင်းကျွန်တော်၄ပွဲရွေးထက်ရွေးချက်ထားတယ်ဇာပွဲကတော့ကျွန်တော်တပွဲပဲပါပါမယ်နော်အရန်ကြီးမကြိုက်ဘူးဗျဒီနေ့ပွဲတွေလေလေမနိုင်ပြောရင်အဲအရန်ကြီး safe ဖြစ်နိုင်လောက်တဲ့ပွဲမျိုးတွေတော့မပါဘူးဗျနော်အဲ့တော့လက်ရှိကတော့ဒီနေ့တကြောင်းနဲ့တော့ပွဲကျွန်တော်၄ပွဲရွေးထားတယ်ဟော၄နေမောင်းကလေဒီနေ့၂ပွဲကျွန်တော်ရွေးထုတ်ထားပါတယ်နော်၄နေမောင်း၂မောင်းနဲ့ဒါ ကျွန်တော်တို့ပွဲ၄ပွဲထဲမှာနှစားပွဲလေးကျွန်တော်တို့ပွဲပါပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်လူဆိုရင်တော့ကျွန်တော်တို့ဒါသုံးသက်ချက်လေးစမှာပဲညီကိုတို့ရေเนาะအဲ့တော့ခဏလေးတော့စောင့်လိုက်ပါအောင်ပဲဗျာเนาะမင်္ဂလာပါညီကိုတို့ရေဆိုအသေးလေးလက်မလေးเนาะတရားတစ်ချက်လောက်ကိုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတို့ရေကျေးဇူးအများကြီးတင်ပါတယ်ဗျာမင်္ဂလာပါ brother မျိုးကျော်သူမင်္ဂလာပါဆက်အဲစိန်ပိုင်မင်္ဂလာပါဗျာနေမင်းမင်္ဂလာပါမင်းခန့်မင်္ဂလာပါရန်ရန်ဆိုးအောင်မင်္ဂလာပါချစ်သက်ကိုမင်္ဂလာပါမင်းခန့်မင်္ဂလာပါရက်မီမင်္ဂလာပါဗျာအောင်ကိုမင်းမင်္ဂလာပါစိန်ပိုင်မင်္ဂလာပါဗျာ လိုင်းကအခြေအနေရမို့တဲ့အမြဲတမ်းမကြည့်လိုက်ရဘူးလို့အားပေးနေပါကျေးဇူးပါ brother စိန်ပိုင်းရေနော် brother မင်းနောင်မင်္ဂလာပါဗျအဲအောင်လင်းမင်္ဂလာပါဇင်ကိုမင်္ဂလာပါအောင်ဖြိုးမင်္ဂလာပါဗျကျေးဇူးများကြီးတင်ပါတယ်ဗျ brother ဦးစိုးမြင့်မင်္ဂလာပါဗျမင်းခတ်မင်္ဂလာပါကိုလေးမင်္ဂလာပါခင်မောင်ထွန်းမင်္ဂလာပါခန့်စင်ပိုင်မင်္ဂလာပါကိုအောင်မင်္ဂလာပါစမ်းမင်းမင်္ဂလာပါညီကိုကြီးဘာသာကိုလေးမင်္ဂလာပါအောင်မျိုးစင်မင်္ဂလာပါဗျအဲနန္ဒလွင်မင်္ဂလာပါဗျအဲအောင်ဇော်မြင့်မင်္ဂလာပါတင်မိုးအောင်မကွေးမင်္ဂလာပါညီကိုကြီး စောနေမိုးစေးမင်္ဂလာပါဗျကျော်စင်ထက်မင်္ဂလာပါဗျအောင်ကူမြင့်မင်္ဂလာပါတိန်တန်မင်္ဂလာပါညီကိုရေဆိုတော့အသေးလေးလက်မလေးလှုပ်ပါအောင်နော်တရားတစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးများကြီးတင်ပါရဗျဆိုတော့ခဏနေတော့ကျွန်တော်စမယ်ဗျာနော် တော့ဒီနေ့ကတော့ဒါ Champion League Round 3ဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့6ပွဲရှိမယ် Champion League တွေက6ပွဲရှိမယ်မနက်ပြန်ကျွန်တော်6ပွဲရှိမယ်ပေါ့လीเนาะအဲ့တော့ဒီမနက်ပြန်တော့အဲနည်းနည်းလေးပူကောင်းလောက်မလားပေါ့လीเนาะမနက်ပြန် Liverpool ပွဲရှိတယ်ကျော် Bayern ပွဲရှိတယ်เนาะအဲ့တော့ Real Madrid ပွဲရှိတယ်မာဆေးပွဲရှိတယ်ဆိုတော့မနက်ပြန်တော့ပူပြီးတော့မြိုင်မယ်ပွဲ အဲမြိုင်မဲ့ပွဲတွေများပါတယ်ဒီနေ့ကနည်းနည်းလေးပေါ့နော်အဲသူမသားကိုမသားအဲ့လိုခြေစွမ်းရိမ့်ရိုင်နေတဲ့အသင်းလေးတွေခက်ခက်ရဲရဲအသင်းလေးတွေတွေးဆမှုဖြစ်တဲ့အတွက်နည်းနည်းလေးပြောရခက်တယ်နောက်ပြီးတော့ဒိုင်ယန်လူစင်းလေးတွေအနေငယ်အများတဲ့အသင်းတွေပါပါတယ်နော်အဓိကအားဖြင့်ဒါနာပိုလီပေါ့ဗျာနော်နာပိုလီမှာကအဓိကကစားသမားတော်မနီတို့ပါတို့နော်ဂျိုးနေတဲ့အတွက်ကောင်းတာဆိုလို့လက်ရှိဒါအန်ဂွေဇာနဲ့အဲဒီဒီဒီဘရိုင်းလောက်ပဲရှိတယ်ဆိုတော့အရန်ကြီးတော့ ဒီတိုက်ဆက်မှုလူကာနဲ့ကအဲ့လောက်ကြီးအားကိုးရမယ်မထင်ဘူးပေါ့လीနော်အဲ့တော့ဂျန်နာလီလည်းအဲ့လိုမျိုးကိုစီလေးတွေရှိပါတယ်။အော် PSG ရောစိတ်ဝင်စားတယ်ဗျအိုက်ပွဲလေးကတော့နော်အဲ့တော့ line up တော့အဓိကအရေးကြီးပါတယ်နော်ဖြစ်နိုင်ရင်တော့ line up ထပ်မဆော့ရင်တော့ပိုကောင်းပါတယ်နော်အဲ့တော့ကဲဆိုတော့စားလိုက်အောင်ညီကိုရီနော်အဲတဲလေးလက်မလေးနော်မနေ့ရသေးရင်တရားစကားကိုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရီဘရဒါမျိုးထိုက်မင်္ဂလာပါဗျညီဘေးရွားကြီးလဲဆိုတော့ကျွန်တော်တို့အဲ GUMP မင်္ဂလာပါဗျအဲစောစောမင်္ဂလာပါနေဝမ်းမင်္ဂလာပါဗျအဲဇာဗီ2002မင်္ဂလာပါဦးလှမင်းဦးမင်္ဂလာပါဗျရွှေကြီးမင်္ဂလာပါနေသူရမင်္ဂလာပါမျိုးထိုက်မင်္ဂလာပါခံမှုမင်္ဂလာပါကုစောမင်္ဂလာပါဝေလေးအောင်မင်္ဂလာပါဇင်ကိုမင်္ဂလာပါနေသူရမင်္ဂလာပါဗျထွန်းထွန်းလင်းမင်္ဂလာပါအဲကိုလင်းမင်္ဂလာပါကိုကိုမင်္ဂလာပါဟိမင်္ဂလာပါအဲထွန်းလင်းဦးမင်္ဂလာပါဗျကိုလင်းမင်္ဂလာပါရဲသူဝဲမင်္ဂလာပါရဲမျိုးအောင်မင်္ဂလာပါကေဆောက်ဝိုင်မင်္ဂလာပါကဲအဲ့ဒါဆိုတော့ကျွန်တော်တို့စလိုက်ကြရအောင်ညီကိုရေနော်ကျွန်တော် Telegram မှာတင်ပြီးသွားပြီလားမသိဘူးနော် Telegram မှာကျွန်တော်အကြောင်းကြားပြီးပြီထင်ပါတယ်နော် Round 3 Champion League โอเคပါကဲအဲ့ဒါဆိုတော့ကျွန်တော်တို့စမယ်ဗျာနော်21ရက်10လ2025ရက်ကျွန်တော်ဒါပွဲကြိုးသုံးသက်ချက်အစီအစဉ်လေးကျွန်တော်တို့စလိုက်ရအောင်ပေါ့လीနော်အဲ့တော့ဒါ Wine Sport မှာဆော့ချင်တဲ့ညီကိုတွေအနေနဲ့ကလည်း Goby ရဲ့ promo code ဖြစ်တဲ့ဒါ GB777 ကိုအသုံးပြုရတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက Wine Sport မြန်မာ Facebook page နဲ့သူတို့ application တို့မှာ website link နဲ့ customer service call လေးကိုနှိပ်ပြီးတော့လည်း24နိုင်တည်လို့ရတယ်မေးမြန်းလို့ရပါတယ်ကဲဆိုတော့ကျွန်တော်တို့ let's go ပါ အဲ့တော့ဒီနေ့ကတော့တကြောင်တဲ့ပွဲအလုံးပေါင်း၄ပွဲရှိမယ်၄သင်းပေါင်း၄နှမောင်းပြောပြီးမှဖြစ်ပါတယ်เนาะအဲ့တော့အဲဇာပွဲကတော့နှစ်ဇာပွဲလေးတပွဲပဲရှိပါမယ်အကယ်၍အနာနီးလို့เนาะလူစင်းကျွန်တော်ခံမှန်းထားတဲ့အတိုင်း ထွက်လာတယ်နော်အရန်နေနဲ့ပဲထွက်လာတာပဲဖြစ်ဖြစ်အဲလက်ရှိအဓိကကစားသမားတွေမပါပါတာပဲဖြစ်ဖြစ်ပွဲကောင်းတယ်ဆိုရင်တော့ကျွန်တော်ထုံးစံတိုင်း official telegram လေးမှာကျွန်တော်နောက်ကြပွဲအနေနဲ့ line up ထွက်ပွဲမစခင်တနားကြီးလိုမှာ line up ထွက်တာနဲ့ကျွန်တော်တင်ပေးပါမယ်ဒါကြောင့်အောက်မှာ comment ဒီဟို description လေးမှာကျွန်တော် telegram gobi ရဲ့နော် official telegram လေးလေးချပေးထားပါတယ်အခမဲ့ join လို့ရပါတယ်နော်အားလေးလေး joiner ပေးပါခဲ့ဆိုတော့ကျွန်တော်စလိုက်ကြရအောင်ညီကိုရေနော် ဆိုတော့ပထမဆုံးကျတော့ဒါအစောပွဲအနေနဲ့ဘာစီလိုနာနဲ့အိုလံပီယာကိုစ်ပွဲကနေစပြီးပြောပြမှာဖြစ်ပါတယ်နှလုံး90ပေါင်းမှာ3လုံး60ရှုံးနဲ့ကာထားခြင်းဖြစ်ပါတယ်ဒီနေ့တည်းက2018ချန်ပီယံလိမှာနှစ်ကြိမ်တွေ့တယ်ပထမကြော့အိမ်ခွဲမှာဘာစီလိုနာက3လုံးတည်ရည်အထိပေးခဲ့ပြီးတော့3ဂိုးတကူနဲ့ပွဲပြီးတယ်ဒုတိယကြော့နှလုံး90ပေါင်းစီးစီးဖြစ်တယ်ဆိုတော့အခုပြည့်တဲ့နှလုံး90ပေါင်းဝင်ရောဟာမှန်တိုင်းပြောရင်တော့တမိုင်းတစ်ချောင်းအရပြောရမယ်ဆိုရင်ပျော့တယ် အခုဘာကြောင့်ပြော့သွားလဲဆိုတော့လက်ရှိဒိုင်ယန်လူစင်အရင်များတဲ့အတွက်ပြော့သွားခြင်းဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိအဓိကကစားသမားတွေဖြစ်တဲ့ Rafinha အဓိကတိုက်စစ်မှု Lewandowski เนาะနောက် Gavi အဓိကကစားသမားပါပဲเนาะကွင်းလယ်မှာတော့နောက် Olmo ဆိုတော့ဒီလိုမျိုးကစားသမားတွေပါတယ်နောက်ဒီ Christian တော့အဲနာနေရဲ့အနေထားပေါ့เนาะဆိုတော့ဂိုးသမားတွေလည်းနှစ်ယောက်လုံးကျိုးနေတဲ့အနေထားမှာအဲလက်ရှိလူဒီလူစင်နဲ့ DJ ကတော့ဒါတင့်တင့်တယ်လို့ဘေးတင်တဲ့ကြီးလို့ကျွန်တော်ယူဆလို့တော့ရပါတယ်နှလုံး90ပေါ့မှာကျွန်တော်3060ရှုံးသွားတော့တိတ်တော့ ဝင်မကြဘူးဗျ။ဘာလို့တဖက်ကအိုလံပီယာကိုးစ်ကအဲ့လိုကြီးဖွင့်ဆော့တက်တဲ့အသင်းမျိုးတော့မဟုတ်ဘူး။ဘာစီလိုနာတရားဒီဖွင့်ဆော့တာတော့မှန်ပါတယ်နော်။ပွဲတိုင်းလိုလိုကို over 2.5ဖြစ်တယ်။နောက်ဆုံးပွဲမှာလည်းခြေစွမ်းညံ့ပါတယ်ဆိုတော့နော်ဒီရာဒီမှာတော်တော်ဆုတ်ပြက်နေတဲ့ဂျီရိုနာအသင်းကိုတော့တကူးပေးရတယ်ဗျာ2-1ဖြစ်ခဲ့တယ်ဆိုတော့လက်ရှိအနေအထားအရအိုလံပီယာကိုးစား ဲ့လောက်ကြီးတော့ဖွင့်ဆော့ပဲအနေထားမှာမရှိနိုင်ဘူးဗျာเนาะသူတိုက်စစ်ကလည်းအဲ့လောက်ကြီးကောင်းတာမဟုတ်အဝေးဝင်းလဲအန်နာ2.5လီတီများတယ်အဲ့တော့ချန်ပီယံလိကန်ခဲ့တဲ့ပွဲမှာလည်းပထမပွဲပါဖို့ကိုအိုလံမီယာကိုကဒီမှာဇီးဇီးနဲ့ကန်တယ်ပြီးတော့အာဆင်နယ်ကို2-0ဂိုးမသွင်းတော့ဘူးဆိုတော့ဒါကို3လုံး60ရုံးဆိုရဲပမာဏအရအဲနည်းနည်းလေးကြီးအလိန်လို့ကျွန်တော်သတ်မှတ်တယ်ဘာစီလိုနာအနေနဲ့လက်ရှိဒီနေ့ပွဲမှာဒီ line up တဲ့က အကြွေများပေါ့နော်ဒီ Ravinia တို့ Gavi တို့ Olmo တို့တဲ့တယောက်ယောက်များပါမယ်ဆိုရင်တော့နည်းနည်းကြီးမြင့်နိုင်တယ်ဒါပေမဲ့နှလုံး90ပေါင်းအနေထားအရာကတော့ Olympia Coast လို့အသင်းကိုသုံးလုံးမပြတ်လောက်ဘူးလို့ကျွန်တော်ထင်တယ်ဗျအဲ့တော့လက်ရှိလူစင်းတွေကအားကိုးစရာဆိုလို့လမန်ရမယ်နဲ့ဒီ Pedri နှစ်ယောက်ပဲကျွန်တော်မြင်တယ်ဒီကြောင့်လဲကောင်းပါတယ်ဒါပေမဲ့ကျန်တဲ့ကစားသမား Rashford လည်းအဲ့လောက်ကြီးပွဲတိုင်းကောင်းနေတာမျိုးမဟုတ်ဘူးဗျအဲ့တော့လက်ရှိဒီနှစ်ယောက်ကိုနည်းနည်းလေး Olympia Coast အနေနဲ့ ချုပ်နိုင်တယ်ဆိုရင်တော့เนาะတယောက်နှစ်ယောက်လောက်ချုပ်နိုင်တယ်ဆိုရင်တော့အရန်ကြီးဂိုမပြတ်နိုင်လောက်ဘူးလို့ယူဆရတယ်ဗျာเนาะဂျီရိုနာအသင်းကိုတောင်2-1နဲ့ပွဲပြီးခဲ့တဲ့အနေထားမျိုးနဲ့ဆီဗီလာကို4-1နဲ့ရှုံးခဲ့တဲ့အနေထားမျိုးကြောင့်ကျွန်တော်ဒီပွဲလေးတော့အစောပွဲလေးဖြစ်တဲ့အတွက်ကြောင့်အိုလံပီယာကိုစ်လေးပဲကြိုက်ပါတယ်အိုလံပီယာကိုစ်ဘော်ဒီဖြစ်ပါတယ်โอเคပါအဲ့တော့ဘယ်ကတော့ကျွန်တော်ရှောင်ပါတယ်เนาะကိုင်ရက်အမ်မရီရောပါဖိုရောကျွန်တော်နဲ့အလန့်တော်လေးဝေးပါတယ်လက်ရှိကြီးကတော့ ပါဖိုးဘက်ကလည်းပဲ30ပြန်ပေးထားပါတယ်ဝေးဝေးနေနဲ့နှလုံး30ရှုံးနဲ့ကတ်ထားပါတယ်เนาะအဲ့တော့ဒီဘွဲကတော့ကျွန်တော်အဲနည်းလေးအနေနဲ့များတဲ့အတွက်ကျွန်တော်ရှောင်းပါတယ်ဒီမှာတော့ data လေးတွေတော့ brother screenshot လေးရိုက်ထားလိုက်ပါတော့ဒီမှာကြည့်ပြတဲ့အနေထားလေးပါလေ handicap လေးတွေပေါ့လေเนาะအဲ့တော့နောက်သိန်းစလုံးကတော့အဲလက်ရှိအနေထားရ အဲသူတို့ league ကိုစီမှာတော့ညင်ကြပါတယ်နော်ဘာဖို့ဆိုရင်လည်းလက်ရှိအနေထားအရအဆင်ပြေတယ်ခံစစ်ကောတိုက်စစ်ကောနှစ်သိန်းစလုံးကခံစစ်ပိတ်ဆော့တဲ့အသင်းတွေဖြစ်ပါတယ်နော်ဒါကြောင့်ရှောင်ပါတယ်အဲ့တော့နောက်တစ်ပွဲဆက်သွားပါမယ်အာဆင်နယ်ပွဲပါတီကိုနဲ့ကန်မာဖြစ်ပါတယ်တလုံးတည်အင်ကွင်းမှာပေးတဲ့နှလုံးတရာရှုံးနဲ့ပေးထားပါတယ်ဆိုတော့ဒီမှာပြောစရာရှိတာက နှစ်သင်းစလုံးနီးပြားတွေဟာခန်းစစ်ပိုင်းအဓိကသွားတဲ့နီးပြားတွေတော့ဖြစ်နေတယ်ပေါ့လေအဲ့တော့ဒီယာဒီမာတော့လက်ရှိအနေအထားအရတီကိုကအဲနည်းနည်းဝုံတိုင်းကျေးတာပုံမြင်ရတယ်ပေါ့နော် Real Madrid ကို5-2ဆိုတဲ့ရလတ်နဲ့အထီတောင်မှပြီးခဲ့တဲ့နော်နောက်ဆုံးဒီဟိုမှာဒါလီကာမှာဖြုတ်ထားတယ်ဒါပေမဲ့အရှိမလေးဒီ Frankfurt အသင်းကို Champion League မှာလည်း5-1နဲ့ဖြုတ်ထားတယ်ဆိုတော့နည်းနည်းလေးတိုက်စစ်ကကြောက်စရာတော့ရှိတယ်ဒါပေမဲ့ဒါကအိမ်ဝင်းနေမှာသူဖြုတ်တာပါအဝေးဝင်းကြည့်အောင်ပေါ့နော်အဝေးဝင်းတရာစီတီကိုအနေနဲ့ဒီမှာကြည့်ကြည့်လိုက် အားရစရာတပွဲမှမရှိဘူးနိုင်ပွဲလည်းမရှိတာဘူးเนาะတရေ၃ပွဲနဲ့ရှုံးပွဲ၂ပွဲကြုံတွေ့တာလေဒီမှာချန်ပီယံလိမှာလီဗာပူးအိမ်ပွဲမှာဒါတလုံး90ရှုံးကြီးကို3ဂိုး2ဂိုးနဲ့ဒီကိုကရှုံးထားတယ်ဂျန်နဲ့ပွဲတွေကဆယ်ဒါဗီကိုအိမ်ပွဲလည်းအဲ့လောက်ကြီးကောင်းတာမဟုတ်ဘူးဆယ်ဒါဗီကိုကဒါတော့မှမနိုင်ဘူးဝမ်ဝမ်မာယော်ကာဆိုရင်လည်းစုပ်ပြတ်နေတာတန်းစင်းတော့ဟိုးအောက်ထဲမှာ ဒါလည်းမနိုင်ဝမ်ဝမ်နဲ့အလာဘက်လည်းဝမ်ဝမ်ဆိုတော့လက်ရှိတီကိုအဝေးကအဆင်မပြေဘူးအဲ့တော့လက်ရှိတီကိုအနေနဲ့เนาะစပိန်ကနေလက်ရှိလန်ဒန်ကိုသွားမယ့်အနေထားမှာခီးပန်းတာလေးတကြောင်ပါမယ်အဲ့တော့လက်ရှိအနေထားအရတီကိုရဲ့ current form ရအဝေးကအားနေခြင်းကြောင့်ဒီပွဲကတော့သုံးမှတ်ရဖို့တော့လုံးဝမဖြစ်နိုင်ဘူးဗျာအဲ့တော့တီကိုမှန်းစရာတေးတမှတ်လောက်ပဲရှိမယ်အဲ့တော့လက်ရှိအဝေးကတောက်လျှောက်မှာလည်း ်အန်နာ2.5ကများတယ်ဘိုဒင်နုစကိုကတော့ဖြစ်တာဗောနော်တောက်လျှောက်၅ပွဲစလုံးဘိုဒင်နုစကိုဖြစ်ထားတယ်ဒါပေမဲ့အန်နာ2.5များတာတွေ့ရတယ်အဲ့တော့တကိုးပြင်မသွင်းနိုင်အောင်အဲ့တော့တစ်ဖက်ကအသင်ပြန်ကြည့်အောင်အာဆင်နယ်ဗောအဲ့တော့အာဆင်နယ်ကလက်ရှိနောက်ဆုံးပွဲမှာ F1 ကိုကလင်းရှိယူတယ် Z1 เนาะဝက်ဆန်ကိုတူးစီဝက်ဆန်ကိုဖူဟန်ကိုမနစ်ကအာဆင်နယ်တို့ရှုံးခဲ့တဲ့အသင်းတွေပါเนาะဒါကြောင့်ဒီအာဒီမာတော်လေးခြေစွမ်းပြန်တည်ငြိမ်နေကလင်းရှိယူပြီးတော့ကိုလက်ရှိနောက်နောက်ဆုံးဒါ၈ပွဲမှာမှ၃ခုပဲပေးရတဲ့ခံစင်မျိုးနဲ့ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်ချန်ပီယံလိမှာအာဆင်နယ်ဟာနောက်ဆုံးပွဲမှာအိုလံပီယာကို့စ်ကိုတူးစီနဲ့နှလုံးပြတ်တယ်နှလုံးတည်ကြီးမှာနှလုံးပြတ်ပြီးနိုင်ပါတယ်အဲ့တော့ရှေ့မှာဒီဘီဘာအိမ်ခွဲမှာကျွန်တော်တို့တူးစီနဲ့အာဆင်နယ်ဟာတလုံး90ပေါင်းကြီးကိုအောင်းထားပါတယ်ဆိုတော့စပိန်အသင်း ဒါဒီနဲ့တွေးဆမှုမှာလည်းမနေ့ကဆိုရင်လည်း Real Madrid ကိုနှစ်ကြော်စလုံးနိုင်တယ်ဆိုတော့လက်ရှိအချိန်အရတမိုင်းတစ်လျှောက် Spain အသင်း6သင်းနဲ့တွေးဆမှုမှာအကုန်အောင်လာတာတွေ့ရတယ်အဲ့တော့ဒီနေ့ဒီကိုနယ်ရောအောင်မလားဒါတစ်ချက်စောင့်ကြည့်ရမယ်ပေါ့လေအဲ့တော့လက်ရှိ Arsenal အနေနဲ့ကကန်တဲ့နေသားမှာနောက်ဆုံး9ပွဲမှာ6ပွဲက Anna 2.5တွေဖြစ်နေတယ်ဗျအဲ့တော့ဒီလိုမျိုးနေသားမှာဒီပွဲမှာလည်းနှလုံးတရာရှုံးဆိုတဲ့အနေထားအရတလုံးတည်ဝင်ရိုးဖြစ်တာကြောင့်ဘာလို့ရှေ့မှာ ဒီတီကိုအနေနဲ့ကလီဗာပူးနယ်ပွဲမှာလီဗာပူးပေးတဲ့ကြီးကတလုံး90ရုံးအထိပေးခဲ့တာအာဆင်နယ်တကယ်တမ်းအရန်ကိုပြက်ချီပြက်နိုင်မယ်ဆိုရင်လီဗာပူးတောင်တလုံး90ရုံးပေးတာအာဆင်နယ်လည်းတလုံး90ရုံးပေးလို့တော့ရတယ်တလုံးတည်ပေးတယ်ဆိုတော့တလုံးပြင်မသွင်းဘူးဆိုတဲ့အနေအထားမျိုးဖြစ်တယ်လို့ကျွန်တော်ယူဆတယ်ဗောနော်အာဒီတာအနေနဲ့ခန်းစပြီးအသားပေးပြီးတော့ဆော့မယ်အနေအထားလေးရှိနိုင်တယ်ဆိုတော့ဒီမှာစဉ်းစားစရာဘီဝကြီးရောက်သွားမယ်အာဆင်နယ်ဘော်ဒီနေမလားခိုးအောင်နေမလားကျွန်တော်လည်းနည်းနည်းလေးအခုချိန်အထိတော့ ဝေဝဲမရဘူးဖြစ်နေတယ်။နှစ်ကြောင်းလုံးတော့ဝင်ကောင်းဝင်နိုင်တယ်။ဒါပေမဲ့1စီးဆိုတဲ့အနေထားကလည်းနည်းလေးအန္တရာယ်များတယ်။2စီးဆိုရင်တော့အကောင်းဆုံးပေါ့လေ။နော်အဲ့တော့လက်ရှိအာဆင်နယ်သွားမယ့်ပုံစံကိုကလည်းခန်းစစ်အသားပြီးပြီးသွားမယ်လို့ပဲကျွန်တော်ကတော့ယူဆတယ်။ဒီရီအာဆင်နယ်အိမ်ဝင်တောက်လျှောက်ကြည့်ကြည့်လိုက်ပေါ့နော်။နောက်ဆုံးအိမ်ဝင်6ပွဲမှာတပွဲပဲဂိုးပေးရတယ်။ ၅ဘွဲလုံး clean sheet ယူထားတယ်နော် Leeds United ကို 5C Norwich ကို 3C Man City နဲ့ပွဲမှာပဲ1-1နဲ့ပွဲပြီးထားတယ် Olympiacos ကို 2C ဝမ်ဆောင် 2C ဖြစ်တဲ့အတွက်ဒီပွဲမှာတော့အရန်ကြီးဘီယန်ဘတာဆော့မယ်မထင်ဘူးဗျာ Arida ပိတ်ဆော့အိုးမှာပဲနော်အဲ့တော့လက်ရှိ Odigat နောက်တစ်ချက်က Odigat မရှိဘူး Odigat မရှိတဲ့အတွက် creation ဘိုင်းက easy တို့ဒါ rotation လုပ်နိုင်တဲ့အချက်ကြောင့်တော့ အဲဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပေမဲ့လက်ရှိအနေအထားအရကွင်းလယ်မှာ Zubimendi Rice Marino နဲ့သွားမယ်ဆိုရင်တော့ defensive ပဲသူတို့အဓိကထားပြီးသွားမယ်လို့ပဲကျွန်တော်ယူဆတယ်ဆိုတော့ဒီဘွဲက Arsenal body ကြိုက်ပါတယ် go out ကြိုက်ပါတယ်အဲ့တော့ကွင်းလယ်တော့တစ်ချက်သတိထားပါတော့เนาะ easy နဲ့အထောင်တိုက်ဆက်ထွက်လာမယ်ဆိုရင်တော့ go က AC ရာကောင်ရနိုင်တယ်အကယ်၍ဒီလိုမျိုးပဲ Marino Zubimendi Rice နဲ့ပဲပို့ထွက်လာမယ်ဆိုရင်တော့ဒီဘက် go out သွားနိုင်တဲ့အနေအထားမှာ များပါတယ်အဲဒါကြောင့်ဒီနေ့ပွဲမှာကျွန်တော်နှစ်ပွဲလုံးကျွန်တော်ယူထားတယ်ဒါကြောင့်လည်းသောပွဲထဲမှာအာဆင်နယ်ဘော်ဒီယူပါတယ်အာဆင်နယ်ဂိုးအောက်ယူထားပါတယ်โอเคပါအဲဆိုနောက်တစ်ပွဲဆက်သွားပါမယ်အဲတော့မန်စီးတီးနဲ့ကျွန်တော်တို့ဗယ်လရီရဲ့ပွဲပါတလုံး30ပေါင်း3လုံးတည်ဖြစ်ပါတယ်အဲတော့ဒီမှာပြောစရာရှိတာကဒီဗယ်လရီရဲ့အနေနဲ့ကဒီဟာဒီမှာအဲသူတို့လိမှာအခြေအနေကောင်းနေပေါ့နော်လက်ရှိတိုက်စစ်လေးတွေကောင်းနေအဆင့်3အထိ ရောက်လာတယ်အဲ့တော့ဒါကလည်းတခြားအသင်းတွေညံ့လို့လည်းပါပါတယ်เนาะအဲ့တော့လက်ရှိနေနှစ်သင်းက2017ချန်ပီယံလိမှာနောက်ဆုံးတွေ့တာလေ CDR UE နှစ်ကြိမ်လုံးနိုင်တာလေနောက်ဆုံးပွဲက Valerie ရဲ့အင်္ဂါမှာတလုံး50ပေါင်း3ခုပြတ်နေနိုင်တယ်အဲ့တော့အခုလည်းတလုံး30ပေါင်းဖြစ်တာကြောင့်ကြီးရတော့မှန်ပါတယ် Valerie ရဲ့အနေနဲ့လက်ရှိဒါ Juventus ကိုတူးတူးနဲ့ကန်ခဲ့တာတွေ့ရတယ် Tottenham Hotspur ကို1-0နဲ့ချန်ပီယံလိမှာနှစ်ပွဲမှာတတ်မှတ်ပဲရတာလေအဲ့တော့လက်ရှိခြေစွမ်းအရဖွင့်ဆော်တာတွေ့ရတယ်တိုက်စစ်က9ရတယ်အိမ်ဝင်းမှာရှုံးပွဲဒီရသည် Valerie မရှိထားသေးဘူးပွဲတိုင်းလိုလိုကိုသွင်းထားတာတွေ့ရတယ်တစ်ဖက်က Man City ဒိုနာရူမာရောက်လာပြီးတဲ့အခါ clean sheet တွေရလာတယ်ရတဲ့ပွဲပိုများလာတယ်ဒါပေမဲ့ Champions League ကန်ထားတဲ့ပွဲတွေပြန်ကြည့်ရရင် Napoli အနီးကပ်ထိတာကြောင့်2-0ဖြစ်တာတယ်မိုနာကိုအိမ်ခွင့်မှာတူတူပေါ့နော်အဲတုန်းကမိုနာကိုအနေနဲ့ကဒယန်လူစင်အရန်များတဲ့အချိန်မှာဒါတော်မှတလုံးတရာရှုံးကြီးပေးပြီးမိုနာကိုအသင်းစီကတမပဲရခဲ့တဲ့မန်စီးတီးဟာလက်ရှိဗီလာရီယာတိုက်ဆက်ကောင်းတဲ့ဖောင်မျိုးနဲ့က နှလုံးပြက်ပါမလားဗျာအဲ့အဲ့ဒါကြီးပဲစဉ်းစားမိတာဗောလေကွာကြီးအနေနဲ့ကလက်ရှိကန်တဲ့ကကတ်ပြီးနိုင်အောင်ကန်တာများတယ်ဗောလေ Brentford အင်္ဂွန်းမှာလည်း Z1 နိုင်တာတော့နိုင်ပါတယ်ဒါပေမဲ့ Haaland တယောက်တည်းကိုပဲတိုက်စစ်ကအားပြူပြီးပွဲထွက်နေတယ်လို့တော့ကျွန်တော်ခံစားရတယ်ဗောလေတခြားကစားသမားတွေအရင်ကြီးဂိုးမရအောင်ဗျာ Haaland တယောက်တည်းပဲတွင်းနေတဲ့အတွက် Haaland ကို Valeria ချုပ်နိုင်လိုက်ရင်နည်းနည်းလေး CD ကတိုင်ပတ်သွားနိုင်တယ်ဒါကြောင့်နှလုံးပြက်ဖို့တော့နည်းနည်းခင်းရင်းနိုင်တယ်ဒါကမှတလုံး30ပေါင်းမှာကျွန်တော်ထင် သုံးလုံးတည်ပြီးတဲ့ဂိုးပေါင်းကြီးအရာဗီလေရီရဲ့ဂိုးရနိုင်တယ်ဗျာအဲ့တော့ကျွန်တော်တို့1 1ကတော့ဒီပွဲစာကြည့်ရအောင်မယ်လို့ယူဆတယ်နေတင်တာတော့ကျွန်တော်ဂိုးပေါ်နေတင်တဲ့အတွက်ကျွန်တော်ဒါမောင်းထဲမှာဒီမန်စီးတီးဂိုးပေါ်လေးရွေးချယ်ထားပါတယ်โอเคပါနောက်တစ်ပွဲပါအဲ့ဒါကတော့ဘန်ဖီကာနဲ့နျူကာဆယ်ပွဲဖြစ်ပါတယ်ဒီမှာကလက်ရှိတဘာအရာကဘန်ဖီကာနျူကာဆယ်တဲ့เนาะဥရောပအတွေ့အကြုံအများကြီးရှိတယ်လက်ရှိဘန်ဖီကာကိုကင်ပါလေ မော်ရင်ညိုဖြစ်ပါတယ်အဲ့တော့လက်ရှိမော်ရင်ညိုကပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာเนาะအရှက်ကွဲခဲ့တဲ့1-0နဲ့เนาะမော်ရီတို့ဒါ Benfica ရှုံးနိုင်ခဲ့တယ်အဲ့တော့လက်ရှိ Benfica ဟာ Champion League မှာအဲနှစ်ပွဲကံလာတယ်เนาะအဲဒီ Carabao အသင်းကိုတော့မှာ2-3နဲ့ရှုံးနေနေတာမှာတမမမရသေးဘူးအဲ့တော့အမှတ်လိုတယ်เนาะဒီ Benfica ကအဲ့တော့လက်ရှိ current form အရကလည်းမော်ရီတိုက်စစ်ကအဲ့လောက်အဆင်မပြေနေဘူးเนาะ နောက်ဆုံး၅ဘက်မှာ၄ဘက်ကိုးအောင်ထားတယ်တပွဲပဲပေါ်ထားတယ်အဲ့တော့အရန်ကြီးကိုကမျောလင်းလို့မရဘူးဒါပေမဲ့၃လုံး90ပေါင်းပေးထားတဲ့အချက်ဟာနျူကာဆယ်တလုံး20ပေါင်းနဲ့ရှင်းမယ်ဆိုရင်ဘန်ဖီကာရက်လက်ကောင်းနိုင်တဲ့ဘက်ကိုသွားတယ်နျူကာဆယ်နှလုံးမပြတ်နိုင်ဘူးဆိုတဲ့ကြီးမြင်ပါတယ်နျူကာဆယ်ကလက်ရှိအနေအထားမှာကောင်းတော့ကောင်းတယ်အဲယူနီယံစိတ်နဲ့ပွဲမှာ4စီးနဲ့တပွဲကောင်းနေဗျဒါပေမဲ့ဂျန်နယ်ပွဲတွေကိုကြည့်ကြည့်လိုက်အဲ့လောက်ကြီးတော့ ကောင်းတာမျိုးမဟုတ်ဘူးပြ။အီဇက်ထွက်သွားတယ်။ဝူဒါမန်ဒီလက်ရှိနေတာမှာသွင်းကိုးကြီးရနေတယ်။ဒါပေမဲ့နောက်ဆုံး၅ပွဲကိုပြန်ကြည့်လိုက်ရင်လေသူနိုင်တဲ့အသင်းတွေအရန်ကြီးကောင်းတဲ့အသင်းမျိုးတွေတော့မပါဘူးပြ။ Brighton ကိုရှုံးထားတယ်ဗျ2-1နဲ့တကယ်ကောင်းတယ်ဆိုတဲ့အသင်းက Brighton နဲ့ပွဲမှာ ရှုံးစရာအကြောင်းမရှိဘူး။တည်တော့ရရမယ်လို့ကျွန်တော်ကတော့ယူဆတယ်။เนาะအဲ့တော့ရှေ့မှာ Northern Forest ကို2စီ Northern Forest ကလက်ရှိเนาะလင့်နေတဲ့အနေထားမှာ Possible ကလူအခုထွက်သွားပြီ။အခုနောက်ဒီမှာ Shondai ရောက်လာပြီ။အဲ့တော့ဒီအသင်းကိုနိုင်တာလည်းတိတ်ကိစ္စမရှိ။အဲ့ Union Saint တပွဲပဲဒါချီးကျူးစရာရှိတယ်။ပြီး Arsenal ကိုရှုံးတယ် Brentford ကို4-1ထားပါတော့။ဘုံမောက်ကိုတည်ကြတယ်။ Barcelona ကိုရှုံးတယ် Wolverhampton ကိုကတ်နိုင်တယ်။ဆိုတော့ကြည့်ရရင်အဲ့လောက်ကြီးတော့ ကောင်းတာမျိုးတော့မဟုတ်ဘူးဗျာဒီလိုမျိုးအနေထားမှာအဲလက်ရှိအနေထားရကျွန်တော်တို့တဘာနာပွဲလိုက်ရမယ်အနေထားလို့တော့ယူဆတယ်ဘာဖီကာဘော်ဒီဖြစ်ပါတယ်နော်โอเคပါရနာဒိုကတော့ PSV နဲ့နာပိုလီပါနာပိုလီဘက်က level 40အထိပေးထားတယ်၃လုံး30ပေါင်ဖြစ်ပါတယ် level 40မှာ၃လုံး30ပေါင်ဆိုတဲ့ကနှစ်သင်းစလုံးတော့ကိုရနိုင်ကြည်လေးရှိတယ် PSV ဘက်ကကိုရနိုင်ကြည်ပုံများနေတယ်လက်ရှိစောစောကကျွန်တော်ပြောခဲ့သလိုပဲနာပိုလီမှာအဓိကကစားသမားတွေအကုန်တန်ရန်ရနေတယ်တိုက်စစ်မှု နှစ်ယောက်လုံးလဲကျိုးနေတဲ့အနေအထားပေါ့လေနော်အဲ့တော့လက်ရှိကတော့ဒါဟွိုင်းလန်မပါနိုင်ဘူးလူကာကူမပါနိုင်ဘူးဒါကူမှအဓိကကစားသမားကောင်းပါတယ်ဆိုတော့တော်မနေပါမပါတဲ့အချက်ကြောင့်နော်နောက်လိုဘိုကလည်းမပါဘူးညာဒီလိုမျိုးအချက်ကြောင့်နာပိုလီတိုက်စစ်ကတေချာပေါ့အားနေမဲ့ပုံပါတို့ပေမဲ့သုံးလုံးကို20ပေါင်းပေးထားတယ်ဆိုတော့နာပိုလီလည်း900နိုင်ကြီးရှိနေသေးတယ်လို့ညွှန်းနေပါတယ်အဲ့တော့ဒီနှစ်သိန်း2012မှာ BSV အိမ်ဝင်မှာနောက်ဆုံးပေးတာ PSV ဘက်က level 100ပေးတယ် 3Z နဲ့ BSV အောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ PSV ကိုကြည့်ရရင် over 2.5ပွဲများတယ်ချန်ပီယံလိမှာလီဗာပူးဆန်1-1နဲ့ကန်လာတယ်ယူနီယံစိန့်ကိုကျွန်တော်တို့1-3နဲ့ကန်လာတာတွေ့ရပါတယ်နှစ်ပွဲလုံး6ရတယ်ပေါ့လေတပတ်ကနာပိုလီအနေနဲ့ကတော့နောက်ဆုံးပွဲမှာတိုရိုင်နိုပွဲမှာ1-0နဲ့ရှုံးတယ်တွင်းမဲ့လူမရှိတဲ့အတွက်ဂိုးမရခဲ့ဘူးဒါမြင်တွေ့ရတယ်ရှေ့မှာတော့ကောင်းပါတယ်လစ်စဘွန်ကို2-1နဲ့နိုင်တယ်မန်စီးတီးကို2-0နဲ့ရှုံးတယ်ဆိုတော့လက်ရှိအဝေးကွင်းတောက်လျှောက်မှာအရင်ကြီး over 2.5မမြင်ခဲ့ရဘဲနဲ့ အခုလက်ရှိပေးထားတဲ့၃လုံး90ပေါင်းအနေနဲ့ကတော့နည်းနည်းလေးတော့ risk များတယ်ဗျအပေါ်ဘက်6ပေါ်ပဲသွားမယ်အနေထားကြီးမျိုးတော့ဖြစ်နေတယ်သို့ပေမဲ့လက်ရှိတိုက်စစ်ပိုင်းအားနေတဲ့အနေထားမျိုးမှာကျွန်တော်တို့ PSV ပဲပိုကြိုက်တယ်နော် PSV body ဖြစ်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါ Liverpool ဆန်နဲ့ PSG ပါ PSG ကသလုံး30ပေါင်းသလုံး20ရှုံးထိပေးထားပါတယ်ဒီမှာအဓိကကြည့်ရမှာက Dembele ပါမှာပါအဓိက ဆုံးဖြတ်မှာဖြစ်ပါတယ်နော်အဲ့တော့လက်ရှိ coverage ကလေးကတော့ပါတယ်နောက် Bagula ပါမယ် Ramos ပါမယ်ဒါပေမဲ့ သူတို့ရဲ့အဓိကကွင်းလည်းဖြစ်တဲ့ဂျာဟို nervous နဲ့ rouse မပါနိုင်တာဟာတိုက်စစ်ပိုင်းနည်းနည်းလေးခက်ခဲနိုင်တယ်အဲ့တော့တလုံး30ဘောင်းအရအဲလက်ရှိအနေထားအရအောင်တော့အောင်နိုင်ကြီးရှိနေတယ်ဗျလေဗာကူဆန်အိမ်ကွန်းမှာနောက်ဆုံး2014တုန်းကလည်း level 50ရှုံးပေးပြီးလေးကူပြန်နဲ့အောင်ခဲ့တဲ့အစဉ်လားရှိတယ်နှစ်ကြော်လုံးအိမ်တုန်းကတော့ champion league မှာနိုင်ခဲ့တာပါအဲ့တော့ဒီဗာကူဆန်အနေနဲ့ကလက်ရှိအနေထားမှာအဲဒီဒီ horseman လက်ထက်ကောင်းတော့ကောင်းလာတယ်ပြန်အခုလက်ရှိ current form က ပြန်ငြိမ်လာတယ်ပေါ့လေဒါပေမဲ့ခန်စစ်ကတော့တောက်လျှောက်ပေးနေရတယ်ပေါ့နော် maze နဲ့ဘွဲမှာ3 4 unit မှာလည်း2စီကောင်းတယ် psv 1 1စိတ်ပေါ်လီ1 2တောက်လျှောက်ကဟိုအိုဘိုဒင်းနုစကိုးကြီးတောက်လျှောက်ဖြစ်တဲ့ပုံလေးတွေ့ရတယ်နော်အော်တပတ်ကအတင်းက psg နောက်ဆုံးဘွဲမှာလူစုံတက်ဆုံမဖြစ်ခဲ့တဲ့အတွက်သူတို့ဖွင့်ဆော့လိုက်ရတယ် star box ကိုတေးတမပဲရခဲ့တယ် lily sia လည်းတေးတမပဲရတယ်ဒါပေမဲ့ champion league တော့အလုပ်ဖြစ်နေတယ်နော်အော် antalana sia 4 goal နဲ့9နဲ့ barcelona အိမ်ဝန်းမှာ1 2နဲ့ ဘာစီလိုနာလို့အသင်းအိမ်ဝင်းမှာเนาะအဲတော့ကလူဆုံသေးတယ်ထင်တယ်ဘာစီလိုနာเนาะအဲတော့အဲတော့ကတော့မှာ1 2နဲ့ဖြုတ်ခဲ့တဲ့အနေအထားမျိုးမှာစဉ်းစားမယ်ဆိုရင်တော့ PSG နေတော့နေသင့်တယ်ဒမ်ဘီလီပိုင်တော့လုံးဝ PSG နေလိုက်ပါเนาะမပါဘူးဆိုရင်တော့ဂိုးပေါ်ပဲနေရမှာဖြစ်ပါတယ်เนาะဒါ line up ဒီဘွဲကအရင်အရေးကြီးပါတယ် PSG မှာလက်ရှိအနေအထားအရဒမ်ဘီလီပါမယ်ဆိုရင်တော့ကျွန်တော်တို့ PSG ပိုကြိုက်တယ်เนาะဒါကြောင့်ဒီဘွဲလေးတော့လောလောဆယ်တော့ကျွန်တော်မောင်းနေမှာတော့เนาะ line up လဲအဲကြိုကြည့်လို့မရတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘွဲလေးတော့ ကိုအပေါ်ပဲကျွန်တော်မောင်းထဲမှာထည့်ထားလိုက်ပါတယ်เนาะ PSG 6ပေါ်ဖြစ်ပါတယ်โอเคပါအဲ့တော့နောက်ဆုံးကတော့ကိုပန်ဟေဂန်နဲ့ Dortmund ဘွဲဖြစ်ပါတယ် Dortmund အဝေးခွင်းကနေတလုံး80ပေါင်းတလုံး60ပေါင်းနဲ့ကာထားပါတယ်ဒီနေ့သိနောက်ဆုံး2022 Euro Champion League မှာကိုပန်ဟေဂန်အိမ်ကွင်းမှာအဝေးခွင်းကနေတလုံး90ပေါင်းပေးတယ်1-1နဲ့ပွဲပြီးပါတယ်ရှေ့မှာတလုံး90ရှုံးကိုအိမ်ကွင်းမှာတော့3-0နဲ့2022တုန်းက Champion League မှာကြီးအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိတလုံး80ပေါင်းဆိုတော့ဂျေးအရပေးတဲ့နယ်ကြီးလို့ယူဆလို့တော့ရတယ်ကိုပန်ဟေဂန်ကလက်ရှိ Champion League မှာ ကာရာဘတ်အိမ်ခွင်းမှာရှုံးနေလီဗာကူဆန်ကိုအိမ်ခွင်းမှာတူးတူးနဲ့တည်တမှရတယ်။ကြံကြည့်ရရင်တောက်လျှောက်ဘိုဒင်းနုစ်ကိုများတယ်ဖွင့်စော်တာများတယ်ကိုမဟေဂင်အရင်ကိုမဟေဂင်လိုမျိုးခံစစ်မာနေတော့ကိုမဟေဂင်မဟုတ်တော့ဘူးเนาะသူတို့ရဲ့အဓိကခံစစ်မှုတွေ defensive midfield တွေဂိုးသမားတွေရောင်းထုတ်လိုက်ပြီးဖြစ်တဲ့အတွက်နည်းနည်းလေးတော့ဒါအားနေချက်ဖြစ်သွားတယ်။အဲ့တော့လက်ရှိအိမ်ခွင်းကြည့်ရရင်တော့ကိုမဟေဂင်ရဲ့အိမ်ခွင်းကမိုက်တယ်ဗျမဆိုးဒါပေမဲ့အဲတေးဝဲများတယ်ပေါ့လေအဲ့တော့လက်ရှိအနေအထားအရတလုံး80ပေါင်းဆိုတဲ့အနေအထားဟာအမှန်တိုင်းပြောရရင်တော့ဒီကြီးက အရန်ကြီးပြင်းတဲ့ကြီးတော့မဟုတ်ဘူးဘာလို့လီဗာကူဆန်အသင်းကိုမဟေကင်အိမ်ဝန်းမှာပေးတဲ့ကြီးက level 50ရှုံးဖြစ်ပါတယ်တူးတူးနဲ့ပွဲပြီးတဲ့အတော့အခု level 100ရှုံးသာပေးထားတဲ့အနေထားအရအရန်ကြီးတော်မွန်နိုင်နိုင်နဲ့ကြီးမျိုးတော့မဟုတ်ဘူးတကယ်နိုင်နေဆိုရင်တော့တလုံး90ပေါင်အထက်ပေးသင့်တယ်လို့ကျွန်တော်ယူဆတယ်တလုံး40ပေါင်တလုံး30ပေါင်ကြီးတက်လာရင်တော့တော်မွန်အောင်နိုင်ကြီးများပါတယ်ဒါပေမဲ့တလုံး80ပေါင်ဝင်ရုံးမှာတလုံး60ပေါင်ကိုပေါင်ကြီးပေးထားတဲ့အတွက်ဒီဘွဲကတော်မွန်ဘက်ကလည်းနှလုံး မျောလင်းလို့ရတယ်လို့ကိုဘဟေဂင်နဲ့ကိုရနိုင်မယ်လို့ကျွန်တော်ယူဆတယ်။ဒေါမွန်ကဒီရသည်တော်တော်ကောင်းလာပါတယ်နော်။ပြီးခဲ့တဲ့ရသည်ထက်ဆိုင်အများကြီးအားရစရာရှိတယ်။ဂျူဗနက်အိမ်ကမှ၄ဂိုး၄ဂိုးနဲ့ဖွင့်ဆော်တယ်။ဘီဘာအိုပွဲမှာ4-1ဆိုတဲ့ရလနဲ့ဂိုးပေါအောင်နော်။၅၅ဂိုးအထိ သွင်းခဲ့ပါတယ်အဲ့တော့နောက်ဆုံးပွဲဘိုင်ယန်မြူးနစ်အိမ်ခွင်းမှာလည်း2-1နဲ့ကြေးအောင်ကန်နိုင်ခဲ့တယ်လိုက်ပ်စစ်ကို1-1ကန်တယ်ဆိုတော့တောက်လျှောက်ကိုပြန်ကြည့်ရရင်ဒီဒေါ့မွန်အဝေးခွင်းကပွဲတိုင်းလိုလိုဂိုးသွင်းထားတာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်ဒေါ့မွန်ဒီနေ့ပွဲမှာဂိုးရနိုင်မယ်လို့ကျွန်တော်ယူဆတယ်เนาะကန်ကောင်းရင်တော့ကျွန်တော်တို့1-2လောက်တော့စာကြည့်ရမယ်လို့မျှော်လင့်တာကြောင့်ဒီပွဲလေးတော့မောင်းထဲမှာဒေါ့မွန်ဂိုးဘော်လေးထည့်ထားပါတယ်เนาะဒေါ့မွန်ဘော်ဒီလည်းကျွန်တော်ကြိုက်တော့ကြိုက်တယ်ဗျဒါပေမဲ့နည်းနည်းလေးပေါ့เนาะနှလုံးမပြတ်နိုင်တဲ့ဘော်ဒီဝင်ရိုးလေးဖြစ်တာကြောင့်နေမယ်ဆိုတော့ကျွန်တော် 2x double chance ကတော့လုံးဝတည်ကြနိုင်ပါတယ်เนาะဒီဘက်ဒေါ့မွန်လုံးဝမရှုံးနိုင်ပါ ဘူးဒါပေမဲ့တေးဖြစ်မှာပဲကျွန်တော်ကြောက်တာဒါကြောင့် 2x double chance ဆိုရင်တော့အောင်းနိုင်ပါတယ်နော်အဲ့တော့ Dortmund 2x double chance ကြိုက်ပါတယ်ဂိုးပေါ်ကြိုက်ပါတယ်โอเคပါဒါပါပဲဆိုတော့ကျွန်တော်ဒါသုံးသက်ချက်ပြီးဆိုတော့ကျွန်တော်ရွေးချယ်မှုလေးတွေပြောလိုက်အောင်ညီကိုရေနော်အဲ့တော့အသေးလေးလက်မလေးနော်တယောက်တစ်ချက်တော့ဒီ live stream ကိုတယောက်တစ်ချက်တော့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးအများကြီးတင်ပါတယ်ဗျ ကဲဆိုတော့ဒီနေ့ရွေးချယ်မှုလေးကတော့ဒါ21ရက်ဆယ်လ2025ရက်ကျွန်တော်ဒါတကြောင်တော့ပွဲရွေးချယ်မှုတွေမှာကျွန်တော်တို့ဒါနှစ်စာပွဲတွေကတော့အာဆင်နယ်ဘော်ဒီဖြစ်ပါတယ်။ဒါပြီးတော့ရိုးရိုးပွဲအနေနဲ့ကတော့အာဆင်နယ်5ရောက်ပါမယ်။ဘန်ဖီကာဘော်ဒီပါမယ်။ PSG 5ပေါ်ပါပါဖြစ်ပါတယ်။ဒါကတော့ဒီနေ့ရဲ့တကြောင်တော့ပွဲ၄ပွဲဖြစ်ပါတယ်။အဲ့တော့၄သင်းမောင်းလေးပြောပြပါမယ်။၄သင်းမောင်းမောင်းတစ်ထဲမှာအင်တာမီလန်5ရောက်အာဆင်နယ်5ရောက်အိုလံပီယာကော့စ်ဘော်ဒီနဲ့ဘန်ဖီကာဘော်ဒီဖြစ်ပါတယ်။ပြောပြပါမယ်။မောင်းတစ်ထဲမှာ ်အင်တာမီလန်ဂိုးအောက်အာဆင်နယ်ဂိုးအောက်အိုလံပီယကို့စ်ဘော်ဒီနဲ့ဘန်ဖီကာဘော်ဒီဖြစ်ပါတယ်မောင်းနှစ်လေးပြောပြပါမယ်မောင်းနှစ်ထဲမှာကျွန်တော်တို့ PSG ဂိုးဘော်ဒေါမွန်ဂိုးဘော် PSV ဘော်ဒီနဲ့ကျွန်တော်ဒါ Man City ဂိုးဘော်ဖြစ်ပါတယ်ပြောပြပါမယ်မောင်းနှစ်ထဲမှာ PSG ဂိုးဘော်ဒေါမွန်ဂိုးဘော် PSV ဘော်ဒီနဲ့ Man City ဂိုးဘော်ဖြစ်ပါတယ်โอเคပါဒါဆိုတော့ဒီနေ့ဒါရှစ်ချောင်းရောက်มาဖြစ်ပါတယ်เนาะအမောင်းလေးလဲဒါဘော်ဒီရှောက်မရိုက်ကြပါနဲ့เนาะညီကိုတို့ရေအဲ့တော့ကျွန်တော်တို့ဒါ ါ day 1ပေါ့နော်ဒီ champion league round 3ရဲ့ day 1ဖြစ်ပါလေမနေ့ပြန်တော့ကျွန်တော်တို့ day 2ဆက်ပြီးတွေ့ပါမနေ့ပြန်တော့ကျွန်တော်နည်းလေးအဲတစ်ချက်လောက်အချိန်လေးညှိပြီးတော့ဟိုဘဖြစ်ရင် live မလွှင့်နိုင်ရင်လည်းကျွန်တော် video တွေเนาะတင်ပြီးမှဖြစ်ပါတယ်เนาะ okay ပါကဲဆိုတော့ဒီနေ့ညအားလုံးပဲဒါကြီးရွှေ brother တွေ share brother တွေ comment brother တွေတယောက်ချင်းတိုင်းကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာစောညညလေးဖြစ်ပါစေဗျမောင်းနေလေးပေါက်ကြပါစေအားလုံးပဲ good luck ပါညီကို